အမျိုးသမီးတွေမှာဖြစ်ပွားတဲ့နှလုံးရောဂါရဲ့လက္ခဏာများ နှလုံးရောဂါကအမျိုးသမီးတွေအများဆုံးသိဆုံးရတဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲ။လူတွေရဲ့နှလုံးဖောက်ခြင်းရောဂါလက္ခဏာတွေကတစ်ခုနဲ့တစ်ခုကိုကွာခြားနိုင်ပြီးတော့အမျိုးသမီးတွေမှာခံစားရတဲ့ရောဂါလက္ခဏာတွေကလည်းပုံမှန်ဖော်ပြနေကြအရင်ဘက်အောက်ခြင်းမှနေပြီးတော့လည်းကွာခြားမှုတွေရှိနေနိုင်ပါတယ်။ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ဒီရောဂါလက္ခဏာတွေကိုသတိပြုနားလည်ဖို့အတွက်ကလည်းအရေးကြီးပါတယ်။ဒါအပြင်နှလုံးရုတ်တရက်ဖောက်တာကရောဂါလက္ခဏာတွေကိုသတိပြုစဉ်းကျင်တတ်ဖို့ကလည်းအရေးကြီးပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ မျိုးသမီးတွေမှာဖြစ်ပွားလေးရှိတဲ့နှလုံးရောဂါလက္ခဏာတွေကိုပြပြပေးသားပါမယ်ရှင်။ ထမအောင်ဆုံးအနေနဲ့ပေါ့နော်ဒီရင်ဘတ်အောက်တာဒါမှမဟုတ်ရင်ဘတ်ထဲမှာတင်းကျပ်ကျဲကြီးဖြစ်နေတာပါနှလုံးဟျိုဒီယားဖောက်တာရဲ့အတွေ့အအများဆုံးယောဂလက္ခဏာဖြစ်ပေမဲ့အများရန်တွေ့နိုင်တယ်လို့တော့မပြောနိုင်ပါဘူးနော်ရင်ဘတ်အောက်တာကလက်မောင်းလေပင်မေးယူဝမ်းပိုင်းနဲ့ကြောကုန်းတွေစီကို ပြန့်သွားတတ်ပါတယ်ဒီနေရာတနေရာတည်းမဟုတ်ပဲနေပေါ့နော်နေရာအများကြီးတွေမှာအောက်တာမျိုးကိုလည်းခန်းစားရနိုင်ပါတယ်တချို့သူတွေမှာနာကျင်တာအောက်တာကပြင်းထန်တတ်ပေမဲ့ပေါ့နော်တချို့တွေမှာကတော့မင်းမတာဖြစ်တဲ့သဘောမျိုးသာရှိတတ်ပါ ါတယ်။နေထိုင်မကောင်းဖြစ်တာ၊ကျွေးထွက်တာ၊ခေါင်းမူတာ ရှင်ဘတ်အောင်တာရှင်ဘတ်မှာတင်းကျက်ကျက်ဖြစ်တာနဲ့တွဲဖက်ပြီးတော့လည်းတွေ့ရတပါတယ်အစာမကြေဖြစ်သလိုမျိုးခံစားရတာ ရှင်ဘင်းရင်ငယ်ဖြစ်ပြီးတော့အန်တာရှင်ဘတ်အောင်တာရင်မက်တွေမှာတင်းကျက်ကျက်ဖြစ်တာတွေခံစားရတဲ့အခါမှာနေမကောင်းဖြစ်တာမိမ်မသာဖြစ်တာ မောပန်းနှဲ့နှဲ့တာဒီလက္ခဏာတွေကအတိတာထင်ရှားတဲ့ဆွေးညစ်ထားသလိုမျိုးပေါ့နော်ရှင်ဘတ်အောင်ရှင်မျိုးတိတိတသားမခံစားရပဲနဲ့မတိလိုက်မတိပါတာဖြစ်ခြင်းမျိုးကိုလည်းကြုံရတပါတယ်တစ်ခါတည်းမှာယောဂဖြစ်တဲ့အမျိုးသမီးကရင်မက်အောင်တာကိုရင်မက်ထဲမှာဖိ ိထားသလိုမျိုးခံစားရတာရင်မက်ထဲမှာတင်းကြက်ကြဆွတ်တုတ်ဖြစ်နေလိုမျိုးခံစားရတာမျိုးကိုလည်းဖြစ်တတ်ပါတယ်ဒီလိုဖြစ်တယ်ဆိုတာကပေါ့နော်သွေးကြောတွေပိတ်တဲ့နေရာကသွေးကြောမကြီးတွေထဲမှာဒါမကပေါ့နော်သွေးကြောငယ်လေးတွေထဲမှာပါဖြစ်ပွားတတ်ပါတယ်နှလုံးကိုသွေးထောက်ပံ့နေတဲ့သွေးကြောငယ်လေးတွေမှာဒီလိုမျိုးယောဂါဖြစ်ပွားခဲ့မယ်ဆိုရင်တော့နှလုံးသွေးကြောတွေထဲမှာဖြစ်တဲ့ယောဂါဒါမှမဟုတ်နှလုံးသွေးကြောချင်းယောဂါလို့လည်းခေါ်ပါတယ်မျိုးသမီးတွေမှာဖြစ်ပွားတတ်တဲ့နှလုံးသွေးကြောချင်းယောဂါလက္ခဏာတွေကတစ်ခါတည်းမှာနားနေတဲ့အချိန်မှာလည်းခံစားရ ရတက်ပြီးတော့အိပ်ပျော်နေတဲ့အချိန်တွေမှာလည်းခံစားရတာမျိုးတွေလည်းကြုံရတတ်ပါတယ်။ဒါအပြင်အမျိုးသမီးတွေမှာစိတ်ဖြစည်းတင်းကျပ်စရာကိစ္စတွေရှိနေတာစိတ်ဖြစည်းမှုတွေများနေခဲ့မယ်ဆိုလို့ရှိရင်လည်းနှလုံးရိုးတရအမောဖောက်တဲ့လက္ခဏာတွေကိုလည်းခံစားရနိုင်ပါတယ်ရှင်။အမျိုးသမီးတွေမှာနှလုံးရောဂါဖြစ်စေနိုင်သောအချက်များ နှလုံးသွေးကြောချင်းယောဂဖြစ်နိုင်ခြေကိုမြင့်တက်စေတဲ့ရေပုံရအချက်တွေကတော့ဥပမာအနေနဲ့သွေးပေါင်တက်တာသွေးရင်းအဆီဓာတ်တွေများတာအဝလွန်တာဒါတွေကအမျိုးသားနဲ့အမျိုးသမီးနှစ်ဦးစလုံးမှာဖြစ်နိုင်နေဆိုပေမဲ့အမျိုးသမီးတွေမှာကနှလုံးယောဂဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်တဲ့အခြားလက္ခဏာတွေလည်းရှိပါသေးတယ်ဥပမာအဖြစ်တော့စီကြိုသွေးကြိုယောဂဆက်ပြည့်စုံမှုစိတ်ဓာတ်ကြတာဆက်လိုက်တော့တာကိုယ်လှုပ်ရှားမှုတွေမရှိတာမိရဲ့သွေးဆုံးဖြစ်တာ ကိုဝင်ဆောင်နာနဲ့နောက်ဆက်တွဲဖြစ်စဉ်တွေပြီးတော့ broken heart syndrome လို့ခေါ်တဲ့နှလုံးရောဂါစုတွေမှလည်းဖြစ်တတ်ပါတယ်ရှင်။နှလုံးရောဂါကအသက်ကြီးတဲ့အမျိုးသမီးတွေမှာပဲဖြစ်တတ်ပါသလား။ဒီလိုမဟုတ်ပါဘူးနော်။အသက်အရွယ်မကြီးအမျိုးသမီးတွေမှာဒီရောဂါကအဆုံးဝင်ရတဲ့ပုံပန်စရာကိစ္စတစ်ခုအနေနဲ့စနတ်တဖို့လိုပါတယ်။အထူးသဖြင့်တော့အသက်65နှစ်အောင်အမျိုးသမီးတွေမိမိသားစုထဲမှာပေါ့နော်နှလုံးရောဂါဖြစ်ပေါ်တဲ့ရောဂါအရသာဝင်ရှိခဲ့မယ်ဆိုရင်နော်နှလုံးရောဂါဖြစ်နိုင်ရရှိတဲ့အတွက်ကြောင့်မို့လို့ခုနကပြောပြပြီးခဲ့တဲ့လက္ခဏာတွေကိုတတိပြုဆင်ခြင်ဖို့အတွက်လို အပ်ပါတယ်။မြို့သမီးတွေအနေနဲ့လုံယုံကဖြစ်နိုင်ခြေကိုလျှော့ချနိုင်တဲ့အချက်လက်များ မျိုးသမီးတွေကနှလုံးရောဂါဖြစ်နိုင်ခြေကိုချော့ချဖို့အတွက်နေထိုင်စားသောက်မှုဆိုင်ရာပြုပြင်ပြောင်းလဲခြင်းတွေကိုပြုလုပ်ဖို့လိုအပ်ပါတယ်။ကိုယ်လေးရင်ကိုပုံမှန်ဖြစ်အောင်ထိန်းသိမ်းတာ၊ဆေးလေးဖြတ်တာ၊ဒါမှမဟုတ်ဆေးလေးကိုလုံးဝမတောက်တာ၊ကိုယ်လက်လှူရှာမှုမှန်မှန်ကန်ကန်ပြုလုပ်တာ၊ကျန်းမာရေးနဲ့ညှို့တဲ့စားသောက်မှုပုံစံတွေနဲ့စားသောက်တာ၊ဥပမာတတီတွေဟင်းသီးညှို့တွေကိုများများစားတာ၊အဆီမပါတဲ့ဒါမှမဟုတ်အဆီနည်းတဲ့နုထွက်ပစ္စည်းကိုတောက်သုံးတာ၊အဆီမပါတဲ့အသားတွေကိုစားတာပေါ့နော်။ပြီးတော့ဒီပြေဝါစီတွေထပ်မံထည့်သွင်းထားတဲ့တကြားတွေနဲ့ငံနဲ့စားပောက်မှုများတဲ့အစား ားစာတွေကိုရှောင်ကျဉ်တာတွေပဲဖြစ်ပါတယ်။ရေပုံရဟာဖြစ်တော့အမျိုးသမီးတွေကအရေးပေါ်ဌာနတွေကိုရောက်ရှိလာတဲ့အခါမှာနှလုံးရောဂါအကြောင်းပေါ့နော်နှလုံးမှာထိခိုက်ပျက်စီးပြီးသားဖြစ်နေတတ်ပါတယ်။မအောင်လဲဆိုလို့ရှိရင်နော်နှလုံးရောဂါရဲ့လက္ခဏာတွေကတစ်ခါတည်းရင်လွယ်လွယ်ကူကူစမ်းသပ်တွေ့ရှိလို့မရပဲနဲ့ဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့အမျိုးသမီးတွေအနေနဲ့ကသူတို့ရဲ့ရောဂါလက္ခဏာတွေကိုသတိမပြုမိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ကို့အနေနဲ့ပေါ့နော်အခုနောက်ကပြပြပေးခဲ့ရောဂါလက္ခဏာတွေဒါမှမဟုတ်နှလုံးရောဂါနှလုံးရုပ်ရည်ရဖောက်တာဖြစ်တယ်လို့ပေါ့နော်တွေးထင် ်နေမယ်ဆိုလို့ရှိရင်တော့အေးပေါ်စိတ်ကူးသားမှုကိုအကိုအညီရယူဖို့အတွက်ချက်ချင်းဖုန်းခေါ်ဆိုဖို့လိုအပ်ပါတယ်။ရောဂါလက္ခဏာတွေခံစားနေရတဲ့အချိန်မှာကိုတရားထွေရှိနေတဲ့အချိန်ကလွဲပြီးတော့ဆေးရုံကိုတင်ကိုယ်တိုင်းပေါ့နော်ကာမောင်းပြီးတော့မလာတင်ပါဘူး။ဒီလောက်ဆိုလို့ရှိရင်အမျိုးသမီးတွေမှာဖြစ်ပွားတတ်တဲ့နှလုံးရောဂါလက္ခဏာတွေကိုသိလောက်ပြီးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြတာပေါ့ရှင်။